လူသူကင်းမဲ့နေတဲ့ရွာကလေးတစ်ရွာမှာပျို့ပြက်နေတဲ့ကြောင်ဟောင်းတစ်ခုရှိခဲ့ပါတယ်။ဝလုံးကြောင်တိုက်လို့အမြင်ရတဲ့အဲ့ဒီနေရာမှာဘယ်သူမှနေရခဲ့တာတော့မဟုတ်ပါဘူး။ဘာလို့လဲဆိုတော့ဒီကြောင်ရဲ့မြေကြီးပေါ်မှာဒေါသကြီးနဲ့အော်ခင်းနေတဲ့ဝိညာဉ်တကောင်ကဆွဲကပ်နေလို့ပါပဲ။ဒါပေမဲ့ဒီနေ့မှာတော့အရှင်ဝီမလားဆိုတဲ့ရဟန်းတန်ကားတစ်ပါးရောက်ရှိလို့လာခဲ့ပါတယ်။ သူကဒီကြောင်းကိုပြန်လဲအသက်ဝင်အောင်လုပ်မယ်လို့ဆုံးဖြတ်ထားတာပါ။ဇရာတော်ဝီမလာဒီကြောင်းနဲ့ပတ်သက်ပြီးဘာကြောင့်အခုလိုမျိုးစိတ်ပိုင်းဖြတ်ထားရတာလဲ။ဇရာတော်နောက်ကလိုက်ပါလာခဲ့တဲ့တန်ကျောင်းဆိုတဲ့လူငယ်ကရောဒီထူးဆန်းတဲ့နေရာမှာဘလို့ရင်းဆိုင်ရမှာလဲ။ကဲကျွန်တော်နဲ့အတူဇလန်းလေးကိုစည်းမျောလိုက်ကြရအောင်လားခင်ဗျာ။ တခါတော့ကဆရာတော်ဝိမလားဆိုတဲ့ရဟန်းတန်ကတပါရှိခဲ့ပါတယ်။သူကဘုံတော်ကြီးဘုရားမှာဆေဝါကျော်အရှင်ကြာမြင့်စွာနေထိုင်ခဲ့ပြီးသူပဲဖြစ်ပါတယ်။ဘယ်နေရာကိုပဲသွားသွားဆရာတော်အရှင်ဝိမလားနဲ့လိုက်ပါတဲ့တဲ့ဘုံကြီးကျောင်းသားတယောက်ကလည်းရှိလို့နေခဲ့ပါတယ်။သူရဲ့နာမည်ကတော့တန်ကျောင်းပါ။အဲဒီနေ့ကအရှင်ဝိမလားနဲ့တန်ကျောင်းတို့နှစ်ဦးသားအပြန်အလှန်စကားပြောဆိုနေကြတဲ့နေရာဟာ ဘုံကြီးចောင်းပြက်ကြီးတခုနားမှာပဲဖြစ်ပါတယ်။ရောက်လာခဲ့တဲ့အကြောင်းကတော့သာသနာမထုံးကားသေးတဲ့နေရာမှာဗုဒ္ဓဘာသာပြန်ပွားစီဖို့အရှင်ဝိမလဆောင်ရွက်နေတာပဲဖြစ်ပါတယ်။အခုကြေးရွာတရွာကိုရောက်ရှိလာပြီးဘုံကြီးចောင်းပြက်နားမှာဆရာတော်တို့နှုတ်ရောက်ရှိနေခဲ့ကြတာလည်းဖြစ်ပါတယ်။ဆရာတော်ကတန်ချောင်းကိုစကားဆမိပြောခဲ့လိုက်တာပေါ့။တန်ချောင်းကြီးကိုတော်ယဟန်ဘုရားကလည်းနှစ်ပေါင်းမနေတော့ဘူး။အခုဆိုရင်ဝီနီးကျင့်စဉ်တွေနဲ့ဆရာတော်အစ်င့ကိုတော်ကြော်ဖြတ်ခဲ့ပြီးပြီ။ ဒီမှာတွေ့လားဘုံကြီးကြောင်ပြက်ကြီးကွယ်ဘုရားဘာသာညှိုးနှွမ်းနေတယ်လို့ခံစားမိတယ်ကွယ်အဲ့တော့ရှေ့ကိုဆက်မသွားတော့ပဲဒီရွာလေးမှာခဏတည်င်းတုံးပြီးအပြည့်စည်းခံရတဲ့ဒီเจ้าအိုကြီးကိုပြန်လဲအသက်ဝင်အောင်လှုပ်ရှင်တယ်လူသူကင်းမဲ့နေတဲ့အရက်မှာရှိတယ်ဒီဘုံကြီးเจ้าကိုတရားနေရရင်နဲ့ရှင်တွဲလို့ရအောင်ပြုလုပ်မှဖြစ်မယ်တကယ်လို့ဒီအလौတာအောင်မြင်သွားပဲဆိုရင်တော့အတော်လေးကိုကြီးမာတဲ့ကုသိုလ်တစ်ခုဖြစ်လာမှာတန်ချောင်းရောက် ဒရုန်းအူယန်နီရဲ့နေရာအနီးမှာတော့တက်သားဆိုင်ပုတ်ကြီးတခုမြေပြင်ပေါ်မှာရှိလို့နေခဲ့ပါတယ်။အဲဒီဆိုင်ပုတ်ဟာအနှဲငယ်ရှိလျားပြီးအတော်လေးကိုဟောင်းနှွမ်းနေပြီလဲဖြစ်တာပေါ့။ဆိုင်ပုတ်ပေါ်မှာတော့စွန့်ပစ်ခံထားရတဲ့ဒီဖုန်းကြီးကြောင်ရဲ့နာမည်ကိုရေးထိုးလို့ထားခဲ့ပါတယ်။တန်ချောင်းလည်းဆရာတော်ကိုလက်ညှိုးထိုးပြီးပြခဲ့လိုက်ချတာပေါ့။ကြည်ရတာကဒီစွန့်ပစ်ကြောင်ကြီးကအနည်းဆုံး၁၀စုနှစ်နှစ်ခုစာလောက်အထိလူသူမနေတော့ပဲစွန့်ပစ်ခံထားရတဲ့အရှင်ကြီးတခုဖြစ်လို့နေခဲ့ပါတယ်။ တန်ချောင်းနဲ့ဇီယာတော်အရှင်ဝိမလာတော်နှစ်ဦးဟာလည်းအဲ့ဒီဆိုင်ပေါ်ပေါ်မှာရှိနေတယ်။ကျောင်းရဲ့နာမည်ကိုတည်တည်ရှိရှိဖတ်ကြည့်ခဲ့လိုက်တာပေါ့။ဝလုံးကျောင်းတိုင်းတိုင်းပုံရဲ့တစ်ဖက်ကမြက်ပင်တွေကြားထဲမှာကျွံကျနေပြီးတစ်ဖက်ကတော့မြက်ပေါင်းပင်တွေရဲ့အုံမိုးခြင်းကိုခံနေခဲ့ရပါတယ်။အဲ့ဒါကြောင့်လဲရှုပ်ရှက်ခတ်လို့နေခဲ့တာပေါ့။ ကျောင်းရဲနာမည်အပြည့်စုံကိုမမြင်ရသေးတာကြောင့်သူတို့နှစ်ဦးလည်းလေမင်းကိုစောင်းကြည့်ခဲ့လိုက်ကြပါတယ်။တန်ကျောင်းလည်းဆိုင်းဘုတ်ကိုကြည့်ပြီးတဲ့နောက်မှာတော့ကျောင်းအုပ်ပြက်ကြီးကိုလှမ်းကြည့်ခဲ့လိုက်တာပေါ့။စိတ်ထဲအနေငယ်လေးလံနေတာမလို့တက်ပြင်းရှည်ကြီးတစ်ခုကိုရှားခဲ့လိုက်မိပါတယ်။အောင်သားသမီးလေးရီအားလုံးတက်ပြင်းနဲ့အတူပါသွားခဲ့တဲ့အတွက်ကြောင့်အဆုတ်တောင်ပွင့်ထက်တော့မယ်လို့ထင်မှန်းရလောက်တဲ့အထိအတော်လေးကိုနာမုတ်တန်ကြီးကပြင်းထန်လွန်လာတာပေါ့။ဇရာတော့အရှင်ဝိမလာကလည်းဝလုံးကျောင်းတိုက်ရဲ့ဇရက်ဟောင်းတွေကနေတစ်စင်းအတွင်းဘက်ပြက်စီးနေတဲ့အစားအုံတွေကိုလှမ်း န်းကြည့်ခဲ့လိုက်ပါတော့တယ်။သူရဲ့အကြီးကကြောင်းတင်ကန်းတွေတရားကျင့်ကြံရာဗိမာန်တွေဓမ္မယုံကြီးတွေစီကိုရောက်ရှိလို့သွားခဲ့ပါတယ်။ဒါပေမဲ့အဆောက်အုံအလုံးဒီပါကတစ်ပင်ရှုံနေနေဖုံးလွှမ်းနေတဲ့အတွက်ဝဒဝအရင်းမြသာဖြစ်နေတာကိုတွေ့နေခဲ့ရတာပေါ့အဲ့ဒီချိန်တန်ချောင်းကဆရာတော်ကိုပြောခဲ့လိုက်ပါတယ်ဆရာတော်မလုံးနေလဲပြန်ကြမလားဖေဟာ ဆရာတော်အရှင်ဝိမလာကမလုံမရှက်မတည့်ရလုံနေခဲ့ပါရယ်မူလာနေရာကနေတလန်းမှမရွေးခဲ့ပါဘူးဆရာတော်ရဲ့ပကုံးပေါ်မှာဈေးလွေအိတ်တစ်လုံးနဲ့အတူယဟန်တန်ကအတုံးဆောင်ပစ္စည်းတွေကလည်းပါလို့လာခဲ့တာပေါ့ဆရာတော်ကကြောင်းတိုင်ရဲ့အတွင်းထဲမှာရှိတဲ့ဆရာဟောင်းတစ်ခုကိုမျောလင့်ချက်အပြည့်နဲ့လမ်းကြည့်လိုက်ပါရယ်ဆရာတော်နဲ့တန်ကြောင်းတော်နဲ့ဦးစလုံးကျောင်းဦးပြည့်ကြီးကိုဂရုတစိုက်ကြည့်နေကြတဲ့အချိန်နောက်ကျောပတ်မှာရွာသားတစုရောက်ရှိလို့လာခဲ့ကြတာပေါ့ချိန်မှာတော့အဖိုးကြီးတယောက်ဖြစ်ပြီးတောင်မွေးကိုထောက်ရက်သားနဲ့လာနေခဲ့ပါရယ်ပုံစံကြည့်ရတာ ကတော့တောင်မွေးထောက်လျက်သာလာနေတဲ့အဖိုးကြီးကလူရှမ်းနာမျိုးတွေကဖြစ်ပြီးအနောက်မှာပါလာတဲ့လူ၃ယောက်ကတော့တပည့်တပန်းတွေဖြစ်ပုံရပါတယ်။ဇီယာတော်တို့ ਨੇ မျက်နှာရှင်းဆန်အကြည့်ချင်းစုံမိသွားတဲ့အခါမှာတော့အဖိုးကြီးဟာထောက်ထားတဲ့တောင်မွေးကိုဘေးနားကလူငယ်တယောက်ထံကို ပေးခဲ့လိုက်ပြီးမြေပြင်ပေါ်ကိုဒူးထောက်ကလက်အုပ်ရှိကတော့ပြုခဲ့လိုက်ပါတော့တယ်။အာဆရာတော်ဗျာနေကောင်းပါရဲ့လားဆရာတော်ကနေလဲသာသနာပြုဆရာတော်အရှင်ဝိမလမဟုတ်လားဗျာအဲဟုတ်ပါတယ် ဒါနဲ့တကကြီးကရောဒီနာကရွာတွေကိုအုပ်ချုပ်ရတယ်ရွာတကြီးလားကွအဟုတ်ပါတယ်ဒါနဲ့ဆရာတော်ဒီမှာနေမလို့လားဗျာဒီမှာနေမယ်ဆိုရင်တော့တိတ်အစင်ပြေမယ်တော့မထင်ဘူးတော့ဆရာတော် အဖိုးကြီးရဲ့စကားမှာအနေငယ်အဆင်မပြေတဲ့အရေးအောင်တွေပါဝင်လို့နေခဲ့ပါတယ်။အဲဒီလိုအခိုက်အတန့်ကိုတန်ချောင်းကလက်မလွတ်တမ်းစောင့်ကြည့်လို့နေခဲ့တာပေါ့။တန်ချောင်းဆိုတာကစကားပြောတဲ့အခါမှာအတော်လေးစကားများပါတယ်။အဲဒီအလျောက်အခုလဲသူ့စိတ်ထဲမှာရှိနေတဲ့တန်တရားကိစ္စတွေကိုရှင်းရှင်းထုတ်ပြီးကြေလိုက်တာပေါ့။ဘာဖြစ်လို့လဲတကြီးอ่ะဒီနေရာကတခုတ်ခုတ်ရှိနေလို့လားဟင်ဒါမှမဟုတ်ဒီနေရာမှာဘာတွေများဖြစ်ခဲ့လို့လဲဗျကျွန်တော်တို့တည်အောင်ပြောပြပါဦးခင်ဗျ တန်ချောင်းရဲ့မိကုံမဆုံးခင်ဆရာတော်အရှင်ဝိမလာစကားဖြတ်ပြောခဲ့လိုက်ပါတယ်။ဘာရီပဲဖြစ်ဖြစ်ရပါတယ်။ဒါရီကိုအကုန်ရှင်းလိုက်ပါမယ်။ဒီနေရာကိုရောက်လာတယ်ဆိုတာကလည်းဒီအကြောင်းပဲတန်ချောင်းရ။အကြောင်းကိုပြန်လဲဖွင့်ပြအောင်လုပ်ဖို့ဆုံးဖြတ်ထားတာ။ဒီနေရာကိုရွာသူရွာသားတွေပြန်လဲကူးကွယ်လို့ရတဲ့ဘုံတော်ကြီးကြောင့်တကူအပြစ်တီးဆောင်မယ်။မူလာပိုင်ရှင်တွေကတော့ကိုရောကိုဘာမှပြမပြောသာဘူးထင်ပါရဲ့ ဆရာတော်ရဲ့စကားကိုကြားတော့ရွာလူကြီးဆိုတဲ့အဖိုးကြီးအပါဝင်အနောက်မှာရှိနေကြတဲ့လူ၃ယောက်ကလည်းဆရာတော်ကိုလက်ကြည့်ကြလိုက်ကြပါတယ်။သူတို့ရဲ့အကြည့်တွေဟာတခုခုကိုစိုးရိမ်ထိတ်လန့်နေပြီးဆရာတော်နဲ့မျက်လုံးချင်းဆိုင်ကြည့်နေကြတာပါ။ဆရာတော်ရဲ့စကားတွေဟာအပေါ်ယံကြည့်မယ်ဆိုရင်ဘာမှမဟုတ်ဘူးလို့ထင်ရပေမဲ့စကားလုံးတွေထဲမှာတော့ဒီနေရာနဲ့ပတ်သက်လို့ဆရာတော်အရာအားလုံးသိနေတဲ့ပုံစံလျှို့ဝှက်စမ်းကြည့်မှုတခုထည့်သွင်းပြောသလိုခံစားခဲ့လိုက်ရပါတယ်။ဒါကြောင့်ရွာလူကြီးအပါဝင်အနောက်ကလူ၃ယောက်လည်းစက်သေးမွေးညှင့်တာတော်တဲ့အထိခံစား န်းစားခဲ့လိုက်ရရှာတာပေါ့။ရွာလူကြီးစိတ်ထဲမှာတွေးခဲ့လိုက်ပါတယ်။ဒီဆရာတော်ကဒီเจ้าကြီးကိုအမှန်တကယ်ပဲပြုပြင်မွန်မှန်တဲ့ဆရာတော်လားပေါ့။အခုလိုစွန့်ပြစ်เจ้าကြီးမဖြစ်ခင်ဟိုးတစ်ချိန်တုန်းကဆရာတော်နဲ့ရှင်သာမဏေပေါင်းများစွာဒီเจ้าတော်မှာတည်င်းသုံးနေထိုင်ခဲ့ကြပါတယ်။ အရန်ကိုတာယာလပါလာတဲ့ဖုံးတော်ကြီးကြောင့်ကြောင်းဖြစ်ခဲ့ပါတယ်။ဒါပေမဲ့အခုတော့အရာအလုံးဟာအနိစ္စဒုက္ခအနတ္တဆိုတဲ့တင်္ခါရတရားတွေကိုမကျော်လွန်နိုင်တော့ပဲအချိန်ကြာလာတာနဲ့အမျှပြိုကျပျက်စီးခြင်းနဲ့ရင်ဆိုင်နေခဲ့ရပါတယ်။ ကျောင်းပြည့်ကြီးဘွားကိုမရောက်ခင်ကျောင်းနိုင်စီရတော့နဲ့ရှင်သာမဏေပေါင်းများစွာဟာသူတို့ရဲ့အထုပ်ပိုးတွေကိုဆွဲပြီးကျောင်းဝင်းထဲကနေအမြန်းဆုံးထွက်ပြေးသွားကြရတယ်ဆိုတဲ့သတင်းကအခုအချိန်ထိရွာသူရွာသားတွေရဲ့ပဲစက်ဖြားမှာရှိလုံနေခဲ့ပါတယ်။ဘာကြောင့်လဲဆိုတော့ဒီကျောင်းထဲမှာနေတဲ့တရေတစီတွေကအတော်လေးကိုရက်ဆက်တောင်းကျန်လို့လည်းဖြစ်တာပေါ့။ ဘယ်ဖုန်းကြီးပဲဖြစ်ဖြစ်ဘယ်ရှင်သာမဏေပဲဖြစ်ဖြစ်ဘယ်သူကမှအလေးအနက်မကြားပဲအားလုံးကိုနှောင့်ယှက်တက်လို့ပါပဲ။ကျောင်းဝင်းတွေကိုလှမ်းကြည့်လိုက်မယ်ဆိုရင်ကျောင်းသင်ကန်းပေါင်းများစွာနဲ့ဓမာယုံစွန်းစားယုံအဓိပတိကျောင်းတိုက်ကြီးကိုဝိုးတော်ဝမြင်တွေ့ရမှာပါ။ဒါရီအားလုံးဟာတစ်ပင်ရှုံရွယ်နေတဲ့ဖုံးလွှမ်းခံထားရပြီမလို့ရှင်းရှင်းလင်းလင်းမမြင်ရပဲပုံရိပ်တစ်ခုသာကြံချီလို့နေခဲ့ပါဗျ။ စွန်ပြကြောင်ဖြစ်ခဲ့ဘလောက်ထိခံ냐ထဲဝါလိမ့်မလဲဆိုတာကိုတော့ကြည့်ုံနေတဲ့သိနိုင်ပါတယ်။ဇာတော့လဲတန်ကြောင်းတဲ့အတူရွာသူရွာသားတွေကိုကြောင်းဝင်းနဲ့ခေါ်သွားကြည့်လိုက်တာပေါ့။ကြောင်းဝင်းနဲ့ကိုရောက်တဲ့အခါမှာတော့ဇာတော့ကစကားပြောပါတယ်။ကဲတန်ကြောင်းရေကိုတော့အဆင်ပြေတယ်။ဒီနေရာမှာပဲကိုတော့ကိုထားခဲ့လိုက်။လောက်ဆရာရှိတာတွေတော့လို့ကိုတော့အတွက်ဘာမှမပူနဲ့။ကိုတော့လည်းဘာမှမပြောဘူး။ ဒါမှမဟုတ်ကိုရောနဲ့အတူတူနေခြင်းနဲ့ဆိုလေတန်ချောင်းသဘောပါပဲ တရားတော်ဟာဓမ္မယုံလို့ထင်ရတဲ့အစောင့်အုံပြည့်ကြီးတစ်ခုကိုရွေးချယ်လိုက်ပုံရပါတယ်။ဇေယတော်ရဲ့စကားသံကိုကြားတော့ဘေးပတ်ဝင်ခြင်းကိုလှည့်ကြည့်နေခဲ့လိုက်ကြတာပေါ့။ရွာလူကြီးနဲ့သူ့ရဲ့တပည့်တပန်းတွေကလည်းဇေယတော်ကိုလှမ်းကြည့်ခဲ့လိုက်ကြပါတယ်။ဇေယတော်ရဲ့စိတ်ပိုင်းဖြတ်ထားမှုနဲ့အခုလိုမျိုးထူးဆန်းတဲ့အကြောင်းအရာတွေကိုကြားခဲ့လိုက်ရတော့သူတို့ရဲ့စိတ်အာရုံတွေမှာအော်ဆိုးရိမ်မှုတွေနဲ့ပြည့်နှက်လို့နေခဲ့တာပေါ့။တစ်ဖက်မှာတော့ဇေယတော်နဲ့တန်ကြောင်ကအပြန်အလှန်စကားပြောနေခဲ့ကြပါတယ်။ ဆရာတော်ဒီမှာနေဖို့တည်ကြပြီလားဗျာပုံစံကြီးကကြောက်ဆရာကြီးနော်ဒါပေမဲ့ဆရာတော်ရဲ့စိတ်ဆန္ဒကိုတပည့်တော်ကန့်ကွက်မှာတော့မဟုတ်ပါဘူးအရင်တည်းကဘယ်နေရာပဲသွားသွားဘယ်နေရာပဲလာလာတပည့်တော်ပါနေကြပဲအခုမှဘာလို့တပည့်တော်ကိုလှုပ်ရှင်တာသွားလို့လို့ပြောရတာလဲဆရာတော်လို့နေလဲသာသနာပြုဆရာတော်တပါးကိုဒီနေရာမှာထားကြည့်လို့ဖြစ်ပါမလားတပည့်တော်ကိုကုသိုလ်ပြုခွင့်ပေးပါဗျာဆရာတော်အနာမှာပဲတပည့်တော်နေပြရစီတန်ချောင်းဆိုတာအရင်တုန်းကပြောခဲ့သလိုပါပဲ ဇရာတော်ရဲ့အနာမှာခြေစုံလက်နဲ့ဖြူပေးနေတဲ့ဘုံကြီးချောင်းသားတစ်ယောက်ပါပဲဇရာတော်ရဲ့ဟန်မွားကိုစားတင်ဝင်ရောက်တဲ့နေ့ကနေစားလို့အခုအချိန်ထိဇရာတော်နားမှာပဲအမြဲနေထိုင်သူလည်းဖြစ်တာပေါ့အရှင်ဝီမလားဆိုတဲ့ဇရာတော်ဟာကိုရင်ဘဝတွေကကိုကိုကိုနှိမ့်ချပြောဆိုတတ်ပြီးတရားဓမ္မကိုလည်းအတော်လေးမှွေလျော်သူဖြစ်ပါတယ်ဒါကြောင့်တန်ချောင်းကလည်းဇရာတော်ဝီမလားဆိုရင်အတော်လေးကိုကြီးညိုလေးစားပါတယ် တန်ချောင်းကအခုလိုမျိုးဆုပ်ဖြတ်တက်နေတဲ့ကြောင်းဦးကြီးမှာမနေခြင်းပဲမဲအရှင်ဝိမလသတင်းသုံးမယ်လို့ဆုံးဖြတ်လိုက်တာကြောင့်ဆရာတော်နဲ့အတူနေမယ်လို့တန်ချောင်းတွေးခဲ့လိုက်ပါတော့တယ်။ဆရာတော်ကြီးဒီလိုနေရာကြီးမှာနေဖို့ဆိုတာစဉ်းစားအောင်နော်။ရွာချောင်းကိုသွားပြီးသတင်းသုံးချင်လဲရတယ်။ရွာချောင်းကနေတစင်ရွာသားတွေရဲ့လှုပ်အားနဲ့ဒီဖုန်ကြီးချောင်းကိုပြင်မယ်ဆိုရင်လည်းရတာပဲဖေဟာ။ဆရာတော်အတွက်အန္တရာယ်များတယ်နော်။ တန်ကြောင်ပတ်ဝန်းကျင်ကိုကြည့်လိုက်တော့အနှဲငယ်နေထိုင်လို့ရနေသေးတဲ့ကျောင်းတိုက်ကြီးတစ်ခုကိုတွေ့ခဲ့လိုက်ရပါတယ်။အဲ့ဒီကျောင်းဆောင်ကြီးကဟောင်းနွမ်းပြုတ်ပြက်နေတယ်ဆိုပေမဲ့လို့လေမိုးလီအန်ဒီယေကိုတော့လုံလုံလောက်လောက်ကာကွယ်ပေးနိုင်တဲ့အရှိန်ကြီးရှိလို့နေပါသေးတယ်။အနည်းဆုံးတော့အိန်းနေရင်အမိုးပြိုကြပြီးလူကိုဖိမိမဲ့အန်ဒီယေမျိုးတော့မရှိသေးပါဘူး။တဖက်ကရွာလူကြီးနဲ့တွေ့တဲ့လူတွေကလည်းစွစွစီစီရှိနေကြပြီးတခုခုကိုစီစဉ်နေပုံရပါတယ်။သူတို့ကဆရာတော်နဲ့တန်ချောင်းသူတို့နှစ်ဦးရဲ့ဆုံးဖြတ်ချက်ကိုစောင့်ကြည့်နေကြပြီး ်နောက်တစ်ပါးဆက်လုပ်ကြမလဲဆိုတာကိုတိုင်ပင်နေပုံရပါတယ်။နောက်တော့ရွာလူကြီးကလူအနေငယ်ကိုခေါ်ခဲ့လိုက်ပါတယ်။ပြီးတော့ဒီကျောင်းတိုက်ကိုတန်ရှင်းရေးလုပ်ဖို့လူတချို့ကိုလာရောက်ကူညီပေးကြပါလို့ပြောခဲ့လိုက်တာပေါ့။သူနဲ့အတူပါလာတဲ့ရွာသားတယောက်လည်းနေလဲသာသနာပြုအရှင်ဝေးမလားဒီကျောင်းပြည့်ကြီးကိုပြန်လည်ပြုပြင်မှာမလို့တန်ရှင်းရေးလုပ်ဖို့အတွက်ရွာတွေကသူတွေလာပြီးတော့အကူအညီပေးကြပါလို့ပြောခဲ့လိုက်ပါတော့တယ်။ဆရာတော်တို့တရင်တုံးဖို့အတွက်ဒီညအဆင်ပြေအောင်စီစဉ်ပေးရမယ်ဆိုတာကိုလည်းရွာသားကြီးကောင်းကောင်းသိပါတယ်။ရောက်လာကြတဲ့ရွာသူရွာသားတွေကလည်းဆရာတော်ရဲ့ ံးပြည့်ချက်ကိုကြားသိခဲ့လိုက်ရပြီးစိတ်ထဲတစ်စုံတစ်ယောက်ကိုတွေးမိသွားခဲ့ကြတာပေါ့ဒီဖုန်းကြီးတကယ်ရောလုံနိုင်ပါမလားဒီကြောင်းထဲမှာရှိနေတဲ့တစေတရေတွေနဲ့နတ်ဆိုးတွေကိုရောသူမကြောက်ဘူးလားဆိုတဲ့အတွေးတွေကရွာသားတွေရဲ့ကောင်းတဲ့ရှိလို့နေခဲ့ပါတယ်ဒါပေမဲ့လို့လေသာသနာတော်ပြန်လည်ဖွံ့ဖြိုးအောင်လှုပ်ဆောင်တာဖြစ်တဲ့အတွက်အဆင်ပြေပါစေလို့ဆုတောင်းပေးခဲ့လိုက်ကြတာပေါ့စရာတော့ရှေဝိမလာရဲ့ဆန္ဒအောင်မြင်ပါစေဒီအလောက်ကနေကုသိုလ်ကောင်းမှုအများကြီးရပါစေဆိုပြီးဆုတောင်းပေးခဲ့လိုက်ကြတာပေါ့ ညနေစောင်းတဲ့အချိန်ဆရာတော်ဝီမလာသူရွေးချယ်ခဲ့တဲ့ဓမ္မယုံပြက်ကြီးထဲမှာထိုင်ခဲ့လိုက်ပြီးဖရာဝိတ္တအမြအတန်းပေးဝေတာဓုခေါ်ကြေခဲ့ပါတယ်။အဲ့ဒီအရာဟာကိစ္စအလုံးပြီးသွားတဲ့အချိန်ရရှိနိုင်တဲ့ကုသိုလ်ကောင်းမှုတွေကိုမမြင်နိုင်မကြားနိုင်တဲ့နာနာဘာဝတတ္တဝါတွေထက်ပေးကမ်းမျှဝေခြင်းပဲဖြစ်ပါတယ်။နောက်တော့စီယာတော်နဲ့တန်ချောင်းတို့နှစ်ဦးចောင်းဆောင်ရေးမှထိုင်းရင်လက်ဖက်ရည်တောက်ကစကားစာမိပြောခဲ့ကြပါတော့တယ်။ဒီအရာကသူတို့ရဲ့ပုံမှန်အချင်းတစ်ခုလိုတောင်ဖြစ်လို့နေခဲ့ပါပြီ။ ရင်းနဲ့လာတာနဲ့အများအတော်လေးကိုအိတ်ရှင်လာတာကြောင့်ဆရာတော်ဝီမလာနဲ့တန်ချောင်းတို့နှစ်ဦးလည်းစကားဝိုင်းကိုဖြစ်ပြီးအိတ်ရတဲ့ကိုဝင်ကအိတ်ဆက်အနာယူခဲ့လိုက်ကြပါတော့တယ်။မကြပါဘူး။တလန်းလုံးရှောက်လာခဲ့တဲ့ပင်မမှုတွေကြောင့်တင်းတင်းရှက်ရှက်အိတ်ပျော်လို့သွားခဲ့တာပေါ့။ဘလောက်ဒီအိတ်ပျော်သွားသလဲဆိုရင်တန်ချောင်းတယောက်ဦးဝဝနဲ့ဟောက်တန်ကြီးတစ်ခုတော့ကျွတ်ပေါ်လာတဲ့အထိပါပဲ။အဲ့ဒီအတန်ကိုကြတော့ဆရာတော်အရှင်ဝီမလာမနေနိုင်တော့ပဲပြုံးမိလိုက်ပါသေးတယ်။ခဏကြတော့တင်းတင်းရှက်ရှက်အိတ်ပျော်နေတဲ့တန်ချောင်းတယောက်အတန်တစ်ခုကြောင့်ရုတ်တရက်လန့်နှိုးလို့လာ ာခဲ့တာပေါ့သူစိတ်ထဲမှာတော့အိဆက်ရဓမာယုံကြီးကတုံလုံးနေတယ်လို့ခံစားနေခဲ့ရပါတယ်အဲ့ဒီအတန်းနဲ့ခံစားချက်ကိုရောထွေးစဉ်းစားလိုက်မယ်ဆိုရင်အီယာမရှီလန်းကြီးတွေနဲ့ရှောက်လာပြီးတစုံတစ်ယောက်ကဒေါသကြီးဖိနှင်းနေတယ်လို့မျိုးဖြစ်လို့နေခဲ့ပါတယ်တန်းချောင်းလေးအတော်လေးကိုထိတ်လန့်လို့သွားခဲ့ပြီးမျက်လုံးပြူးမျက်စံပြူးကအနီးနားပတ်ဝန်းကျင်ကိုလှည့်ကြည့်ခဲ့လိုက်ပါတော့တယ်တန်းချောင်းလန်နိုးသွားပြီးထားထိုင်ခဲ့လိုက်ရှာတာပေါ့အမောင်တို့လွှမ်းရှုံနေတဲ့ပတ်ဝန်းကျင်ကိုစူးစူးဆဆဆကြည့်နေခဲ့ပေမဲ့လို့လည်းဘာမှထူးခြားတာကိုမတွေ့ခဲ့ရပါဘူး မြင်နေရတာကတော့သူ့ရဲ့မလန်းမကန်းအကွာအဝေးမှာရှိတဲ့တိုင်ကြီးနှစ်တိုင်ကိုပါပဲအဲ့ဒီတိုင်ကြီးနှစ်တိုင်ကတန်ချောင်းနဲ့မဝေးတဲ့နေရာမှာတရှိနေခဲ့ပြီးအမောင်တူထဲမှာမတည့်ရက်နေတဲ့မကောင်းဆိုးဝါးကြီးလိုရှိလို့နေခဲ့ပါတယ် ဘေးဘဝင်းကြီးကိုရှာကြည့်ပေးမယ်ဘာမှမတွေ့ရတဲ့အဆုံးမှာတော့တန်ချောင်းရဲ့အမြင့်အာယုံတွေကအဲ့ဒီတိုင်ကြီးနှစ်ခုစီကိုပြန်လဲရောက်ရှိလို့သွားခဲ့တာပေါ့ပြီးတဲ့နောက်မှာတော့စိတ်ထဲမှာတွေးခဲ့လိုက်ပါသေးတယ်ငါရဲ့မှန်ဉဏ်အကောင်းကြီးရှိပါသေးတယ်ဒီနေရာမှာဘယ်တော့မှအခုလိုထောင်ထောင်ဝမ်းမရှိနေတဲ့အရာကြီးမရှိခဲ့ဘူးလို့တန်ချောင်းသူ့ကိုယ်သူတွေးတောနေခဲ့မိတာပေါ့နောက်တော့မျက်လုံးမျက်စံတွေပါဖြူသွားခဲ့ရပါသေးတယ်။ထောင်ထောင်မမတ်တိုင်းကြီးကလှုပ်ရှားလာနေတာကိုတန်ချောင်းတွေ့မြင်ခဲ့လိုက်ရတာပေါ့။ ယုတ်တရအဲ့ဒီတိုင်နှချောင်းကဘေးကိုရွေသွားပြီးမြေပြင်နဲ့သူ့ရဲ့အောက်ရှေ့တိတွေ့ခဲ့လိုက်တဲ့အချိန်တိုင်းဒုံဒုံဆိုတဲ့အတန်ကြီးကကြွပေါ်လို့လာခဲ့ပါတော့တယ်။အဲ့ဒီအတန်ကြီးကြောင့်ကျောင်းဆောင်တစ်ခုလုံးဟာတုံခါလို့သွားခဲ့ရှာတာပေါ့။တန်ချောင်းကလည်းဒီယာရီကိုတိတိကျကျကြည့်လို့နေခဲ့ပါတယ်။ဒါတိုင်မဟုတ်ဘူးတခုခုပဲဆိုပြီးတွေးခဲမိလိုက်တာပေါ့တန်ချောင်းတယောက်ကြောင်းအလက်အာနဲ့អော်ဟစ်ခဲလိုက်ပါတော့တယ်ဆရာတော့ဆရာတော့ထထထထပါအောင်ထားကြည့်ပါအောင် တန်ကြောင်ကအနာမှာရှိတဲ့ဆီယာတော်ဝီမလာကိုလှုံ့နှိုးပြီးအတန်အကျဲကြီးနဲ့အော်နိုးခဲ့လိုက်ပါတယ်။အဲဒီလိုပြင်းပြင်းထန်ထန်လှုံ့နှိုးပြီးအတန်ပြဲကြီးနဲ့အော်ခေါ်နေရင်ဘယ်သူမှဆိုနိုးလာရမှာပဲဖြစ်ပါတယ်။အခုလဲကြောက်လန့်ကြာဖြစ်နေတဲ့တန်ကြောင်ကိုကြည့်ပြီးဆီယာတော်ကမကြောက်မလန့်တင်းငိမ်အေးရှမ်းစွာနေထိုင်ဖို့ချော့မော့ပြောဆိုရပါတယ်။တပတ်ကအတန်ချောင်းကလည်းသူ့ရဲ့ရှင်အောင်ထဲမှာတော့မနေတော့ပဲကြောက်လွန်းလို့ဆရာတော်ရှိရာရှင်အောင်ထဲကိုဝင်ရောက်လာခဲ့ပါတယ်။ဆရာတော်ကတန်ချောင်းရဲ့ပခုံးလေးကိုဖမ်းရင်တန်ချောင်းစိတ်လျော့ ဘာမှမဖြစ်ဘူး။ဆရာတော်ပြောလိုက်တဲ့စကားလုံးတွေကတန်ချောင်းအတွက်အလုံးမဖြစ်ခဲ့ပါဘူးတန်ချောင်းရဲ့မျက်လုံးတွေကကြောက်ရွံ့မှုတွေနဲ့ပြည့်နေနေသေးပါပဲအဲဒီချိန်ပတ်ဝန်းကျင်တနေရာကအတန်အကြီးတစ်ခုကထွက်ပေါ်လာခဲ့တာပေါ့ထွက်သွားမာဒီယာကနေချက်ချင်းထွက်သွားကြတဲ့ အတန်းလာရကိုတန်ချောင်းတယောက်ကြီးခဲ့လိုက်ပါတယ်။မြင်းနေရတာကအမောင်လူထဲမှာရှိနေတဲ့တိုင်နှစ်တိုင်လို့ထင်ရတဲ့ခြေတော်ကြီးတစ်စုံကိုပါပဲ။တရေကြီးရဲ့အရက်ကဘလောက်ထိရှည်လျားသလဲဆိုရင်ခြေနောင်လေးကနေအပေါ်ကိုမောကြည့်ရတော့တရေကြီးရဲ့ဒူးကောင်းထိတာမြင်ရပါတယ်။အပေါ်ပိုင်းကိုတန်ချောင်းလုံးဝမမြင်ရရှာပါဘူး။ရှက်ရှင်မဲအရက်အရှိကြီးရှိတဲ့မကောင်းဆိုးဝါးကြီးဟာပျောက်ကွယ်လို့သွားခဲ့တာပေါ့။ဇေယျတော့အရှင်ဝိမလာနဲ့တန်ချောင်းတို့နှစ်ဦးလည်း အဲ့ဒီအရာကိုမြင်ပြီးအတော်လေးကိုအံ့ဩမင်သက်သွားခဲ့ကြပါတော့တယ်။နောက်တော့အမောင်တို့လွမ်းရှုံနေတဲ့ပတ်ဝန်းကျင်တနေရာမှာလူကြီးတယောက်လက်နောက်ပြမတ်တက်ရက်နေတာကိုဆရာတော်ရေးတိတိလေးလမ်းမြင်ခဲ့လိုက်ရပါတယ်။အဲ့ဒီလူကဆရာတော်နဲ့တန်ချောင်းတို့နှစ်ဦးကိုရှိရှိဆက်ဆက်ကြည့်လို့နေခဲ့တာပါအခြေအနေတွေအားလုံးကိုရိတ်စားမိတဲ့ဆရာတော်ကတူတီကိုဘာလို့ရောက်လာခဲ့တယ်လဲဆိုတဲ့အကြောင်းကိုတင်းငိမ်အေးစေးရဲ့အတန်းနဲ့ပြောခဲ့လိုက်ရှာတာပေါ့ကိုတော်ကဒီနေရာကိုကောင်းတဲ့စိတ်နဲ့ရောက်လာခဲ့တာပါ ဒီကြောင်းတိုက်ကိုပြန်လည်ဖွံ့ဖြိုးအောင် လုပ်ပြီးအေဂျင့်ရဲ့နေရာတစ်ခုဖြစ်လာအောင်လုပ်မယ်လို့ကိုတော်ဆုံးဖြတ်ထားတာပါ။လုပ်ပြန်နေတဲ့ဒီကြောင်းကြီးဟာဘုံကြီးကြောင်းတစ်ကြောင်းပြန်ဖြစ်လာမယ်ဆိုရင်တကာတကာမရီပေါများလာပြီးကုသိုလ်တရားတွေနဲ့လွှမ်းရှုံလာပါလိမ့်မယ်။အဲ့ဒါကိုတကကြီးကဝမ်းမြောက်ဝမ်းသာဖြစ်ရမှာမဟုတ်ဘူးလားအဲ့ဒီလိုမျိုးကောင်းမှုကုသိုလ်လုပ်တဲ့သူတွေများပြားလာမယ်ဆိုရင်ပိုင်ရှင်ဖြစ်တဲ့တကကြီးတို့ကဒီနေရာမှာ ကုသိုလ်ရမှာပဲလေအပေါင်းသူတွေမှာရှိနေတဲ့အရေးမဲကြီးကတော့ဒေါသတကြီးနဲ့ပြန်អော်ခဲ့ပါတယ်ဘာဘာမှမလို့ချင်ဘူးဘာကုသိုလ်မှလည်းမယူချင်ဘူးငါနေရာနဲ့ငါပိုင်ဆိုင်မှုကိုပဲပြန်လုပ်ချင်တာမင်းတို့ကငါနေရာကိုယူပြီးចောင်းសောက်ခဲ့တာမဟုတ်ဘူးလားငါလက်မခံဘူးဖတ်သွားမဟုတ်ရင်မင်းတို့အကုန်လုံးကိုလေပင်ညက်တက်ပြမယ်ဘာမှနေလဲ ဲဒီစကားတွေကတကလုံးမျှတာမဟုတ်ပါဘူးဒေါသအမြန်ထွက်နေပြီးဆရာတော်ကိုလမ်းကြည့်ပြီးအော်ဒီခဲ့တာလည်းဖြစ်ပါတယ်ချက်ချင်းပဲသူရဲ့လက်နှစ်ဖက်ကိုမြှောက်ခဲလိုက်ပြီးတန်ချောင်းရှိရာရှင်အောင်လေးကိုပြေးဝင်လို့လာခဲ့တာပေါ့ကြီးရွယ်ချက်ကတော့တန်ချောင်းနဲ့အတူရှိနေတဲ့ဆရာတော်အရှင်ဝီမလကိုလဲပြီးညှက်တက်ဖို့ပဲဖြစ်ပါတယ်အဲဒီတရေကြီးရဲ့ရှီလျားတဲ့လက်ကြီးကဆရာတော်အိတ်ဆက်ရာရှင်အောင်လေးကိုဝင်ရောက်လို့လာခဲ့ပါတယ် ရုတ်တရက်အံ့ဩစရာတခုဖြစ်လို့သွားခဲ့တာပေါ့။တရားတော်ထံကနေရှေးဝါးရောက်အလင်းနဲ့တွေထွက်ပေါ်လာပြီးအဲ့ဒီအရာကိုတွန်းထုတ်လိုက်တယ်လို့မျိုးဖြစ်သွားခဲ့တာပါ။လေဘင်းကိုညှဖို့ကြိုးစားနေတဲ့လက်စုံဟာရှေးဝါးရောက်အလင်းနဲ့တွေထိမိတဲ့အခါမှာတော့နောက်ကိုလွင်ထွက်လို့သွားခဲ့ပါရယ်။ချက်ချင်းဆိုသလိုပဲနာကျင်မှုတွေကြောင့်အော်ဒန်နဂျီတခုကထွက်ပေါ်လို့လာခဲ့တာပေါ့။အဲ့ဒီအော်ဒန်ကကြောင်းတိုက်ကြီးတခုလုံးကိုပဲ့တင်ထွက်လို့သွားခဲ့ပါတော့တယ်။ဒီလိုနဲ့ပထမညရဲ့ကြောင်းမဖွေရပြည့်ရက်တွေကဒီညမှာတင်မဲ့အဆုံးသက်လို့သွားခဲ့တာပေါ့ မနက်မိုးတောင်ရံကိုရောက်တဲ့အခါမှာတော့ဆရာတော်ဝီမလာအိယာထားခဲ့လိုက်ပြီးကျောင်းတန့်ရှိရေးပြုလုပ်ခဲ့လိုက်ပါတယ်။နောက်ဘဝမှာပြုလုပ်ခဲ့သမျှကုသိုလ်ကောင်းမှုတွေကိုတာတို့ခေါ်ဈေးနိုင်ဖို့အတွက်အများအတန်းပေးဝေတဲ့အစီအစဉ်ကိုလည်းဆရာတော်မမေ့မလျော့ပြုလုပ်ခဲ့ပါတယ်။ဒီအရာကဒီပတ်ဝန်းကျင်ဒီကျောင်းဝင်းထဲမှာရှိတဲ့မကောင်းဆိုးဝါးနာနာဘဝနဲ့တရေတစီတွေကိုကောင်းရာပုံဘဝတည်မြဲစေခြင်းနဲ့အတွက်အများအတန်းပေးဝေခြင်းလည်းဖြစ်တာပါ။ နောက်စွန့်ခံထွက်ဖို့အတွက်ကိုပြင်ဆင်ခဲ့လိုက်ပါတော့တယ်။တန်ချောင်းကလည်းဆရာတော်တွားရနောက်မှာထက်ချက်မကွာနဲ့လိုက်ပါလို့သွားခဲ့တာပေါ့။ဆရာတော်ဟာရွာတွေကိုဝင်စွန့်ခံတဲ့အခါမှာတော့ရွာသူရွာသားတွေကတဒါကြည်ပြူစာနဲ့စွန့်လောင်းလူကြပါတယ်။နောက်တော့တကြီးအိမ်ကိုရောက်လာတဲ့ဆရာတော်ကိုစွန့်လောင်းလူပြီးတဲ့နောက်မှာတော့တကြီးကအမေစကားဆိုခဲ့လိုက်တာပေါ့။မင်းညကဆရာတော်တို့ဘလို့နေခဲ့လဲ။အဲ့ဒီနေရာမှာနေလို့ရအဆင်ပြေရဲ့လားဗျာ။ ဆရာတော့ရှင်ဝီမလားစကားမပြောဘဲပြုံးယုံသာပြုံးခဲ့လိုက်ပါတယ်။အဲ့ဒီအပြုံးကအတော်လေးကိုရိုးရှင်းမိမဲလဲရွာသားတွေကိုအံ့ဩသွားစီခဲ့ပါတယ်။သူတို့အားလုံးကတယောက်မျက်နှာတယောက်ကိုကြည့်ပြီးတိတ်ဆိတ်လို့သွားခဲ့တာပေါ့။ဟာတကြီးကလည်းဗျာပြုံးမျက်လုံးနဲ့ပေါ်လာတာဗျာရှေ့ရှေ့ကြီးနဲ့မဲမဲကြီးအထင်းသားကြီးဗျာ။တန်ချောင်းကစကားများသူပြီးပြီးအဲ့ဒီအခွေကြီးကိုလင်းလင်းမမြတ်အတုံးချလိုက်တာပါ။ဆရာတော်ကတော့ဘာပြောစရာစကားမှမရှိတဲ့အတွက်တပိတ်ကိုပိုက်ပြီးလာရလန်းအတိုင်းပြန်လဲပြန်သွားခဲ့ပါတော့တယ်။ တပတ်ကအတန်ချောင်းကတော့ညကသူကြုံတွေးနေရတဲ့အကြောင်းအရာတွေကိုခေစီတွင်းကြပြောပြလို့နီးခဲ့တာပေါ့တရားတော်ကိုလှည့်ကြည့်လိုက်တဲ့အခါမှာတော့အဝေးတစ်နေရာကိုရောက်သွားပြီဖြစ်တာကြောင့်တန်ချောင်းလဲစကားလက်စားကိုဖျက်ပြီးဆရာတော်နောက်ကိုအတင်းပြလိုက်သွားခဲ့ရပါတယ်ဆရာတော်ကလေးနဲ့တဲ့စကားလုံးတွေစိုးခြင်းပေမဲ့တန်ချောင်းကပေါ်ပေါ်ပြပြစကားပြောလိုက်တာကြောင့်စကားပိုင်းကနေလှည့်ပြန်ခဲ့တာဖြစ်ကောင်းဖြစ်နိုင်ပါတယ်ဒီလိုနဲ့အချိန်တွေကုန်ဆုံးလာခဲ့ပြီးညနေကိုတောင်ရောက်ရှိလို့လာခဲ့ပါပြီ တရားတော်ကြီးအရှင်ဝိမလစီမာတော့ကြောက်ရွံ့တဲ့အရေးအယောင်ဒါမှမဟုတ်ထူးဆန်းတဲ့အမူအရာမျိုး လုံးဝမတွေ့ခဲ့ရပါဘူး။ဒါပေမဲ့တန်ချောင်းကတော့တမျိုးတစ်ပုံထူးခြားဆုံးနေပါတယ်။သူကစိတ်မအေးချမ်းတိုင်းပဲကနာမငြိမ်ဖြစ်နေကြတာပါ။ညအချိန်ရောက်ပြီးဆိုရင်မဲမဲကြီးနဲ့ရှေ့ရှေ့ကြီးကိုတွေ့ရမှာသူကြောက်နေခဲ့ပုံရပါတယ်။တရားတော်ကလည်းဓမ္မယုံပြည့်ထဲမှာရှိနေတဲ့ရုပ်ပွားတော်ကိုပူဇော်ဖို့အတွက်ဖျောင်းနိုင်တွေထုံးညှိလို့ထားခဲ့တာပါ။ တန်ချောင်းကတော့အဲ့ဒီဗုဒ္ဓရုပ်ကွာတော်ဒီနဲ့နပေသုံးပေထပ်ပုံမွေးအောင်နေပါတယ်။မလို့အရင်လဲအဲ့ဒီအကွာအဝေးကိုကြော်မသွားတတ်ပါဘူး။အဲ့ဒီလုံးနဲ့မကြာလိုက်ပါဘူး။ညနေဆောင်ကုန်ဆုံးလို့ညအချိန်ကိုတော့ရောက်ရှိလို့လာခဲ့ပါပြီ။မျက်နာတစ်ချမ်းနဲ့အဖိုးကြီးပုံစံလူတစ်ယောက်ကလည်းအမောင်တွေကနေထပ်မံပေါ်လို့လာခဲ့ပြန်တာပေါ့။ ဒီနေ့ညမှာလည်းအရင်ကညလိုအဲ့ဒီတရေကြီးကဒေါသကြီးအော်ဟဲလုံးနေခဲ့ပါတယ်။ဇေယတော်ကတော့ကိစ္စအလုံးပြီးပြီဆိုတာနဲ့ရှင်အောင်လေးကိုထောင်ခဲ့လိုက်ပြီးအဲ့ဒီအထင်းမှာတရားထိုင်နေခဲ့ပါတော့တယ်။ရောက်လာတဲ့တရေကြီးကလည်းဇေယတော်ကိုမြင်ပြီးဆိုတာနဲ့ဘာလဲမင်းတို့ကဘာလဲထမသွားကြသေးဘူးလားအခုချက်ချင်းငါနေရာကထမသွားကြတဲ့ ဒီတစ်ချိန်ကအရင်အချိန်ယူနေမတူတော့ပါဘူးဆရာတော်ဟာအခုလိုအရှင်တွေကိုစောင့်ကြည့်နေပြီးတခခုကိုပြင်ဆင်နေပုံရပါတယ်ဒီညာဒီလိုဖြစ်လာလိမ့်မယ်ဆိုတာကိုလည်းဆရာတော်ဝီမလာကြိုတွေးထားပုံရတာပေါ့ဒီနေရာရဲ့ပိုင်ရှင်ဖြစ်တဲ့အဖိုးကြီးပုံစံတရေတစ်စီကြီးကဆရာတော်ရှိရာနေရာကိုဦးတီးပြီးရှီလန်အချိန်ယူနေဝင်လာတဲ့အချိန်မှာဆရာတော်အရှင်ဝီမလာရှက်ရှင်းလှုပ်ရှားခဲ့လိုက်ပါတယ် ဆရာတော်ဟာလက်အုပ်ရှိခဲ့လိုက်ပြီးဝင်ရောက်လာတဲ့တရေကြီးရဲ့မျက်လုံးတည့်တည့်ကိုကြည့်ကတန်ဖိုးတီကာရာတော်ကိုရွတ်ဆိုခဲ့လိုက်ပါတော့တယ်။အဲ့ဒီကာရာတော်လေးကအတော်လေးကိုအစွမ်းထက်လွန်းလာတာပေါ့။ဘယ်တရေတစီနှစ်ဆိုးမိတ်စာမကောင်းတဲ့အရာတွေဟာတန်ဖိုးတီကာရာတော်နဲ့ထိတွေ့ဆက်ဆံခဲ့လိုက်တဲ့အခါမှာတော့သူတို့ရဲ့မကောင်းမှုတွေပြေလျော့သွားပြီးအန်ဒီရဲကလည်း क्वे ပြောက်သွားတတ်ပါတယ်။တံပုတ်တွေကတော့ဘလောက်ထိစွမ်းစမ်းသိကျင်ရင်မိတ်ဆွေတို့လည်းတပတ်လောက်တန်တိတ်တန်ရှားပြီးရုတ်ဖက်ကြည့်ကြပါဗျာ။ ကာလာဆုံးတဲ့ခါမှာတော့တရင်စီပိုးကြီးလေးနာကျင်စွာအော်ဟင်းရင်မြေပြင်ထက်မှာလူလဲစွာနဲ့ခံစားနေကြရပါတော့တယ်။ပိုးဆိုးတာကဆရာတော်အရှင်ဝိမလရဲ့တကူတော်တွေအပြင်းသားမှရှိနေတဲ့ဗုဒ္ဓရုပ်ဘွားတော်ကထွက်လာတဲ့အချိန်ဝါတွေကြောင့်တရင်စီကြီးလုံးဝမခံစားနိုင်တော့တာပဲဖြစ်ပါတယ်။အရင်ကဒေါ်သာကြီးဟိန်းဟောင်းပြီးမောင်းထုံနေတဲ့သူ့ရဲ့အတန်တွေဟာအတနာခံအတန်တွေအဖြစ်ကိုပြောင်းလဲလို့လာခဲ့ပါတော့တယ်။ရှရှင်းဆိုလိုပဲဆရာတော်အရှင်ဝိမလကိုလက်အုပ်ရှိခလိုက်ပြီးတရင်ကြီးကမြေပြင်ပေါ်ကိုဒူးထောက်ထိုင်ချခဲ့လိုက်တာပေါ့။အခြေအနေကောင်း ွားပြီးဆိုကမှဇီယာတော်ဟာရှင်အောင်နေကနေအပြင်ကိုထွက်လွတ်လာခဲ့ပါတော့တယ်။ဇီယာတော်ရဲ့ခန္ဓာကိုယ်အရွယ်စားနဲ့အပိုးကြီးပုံစံရှိတဲ့တရေကြီးရဲ့ခန္ဓာကိုယ်အရွယ်စားကအတော်လေးကိုကွာခြားလွန်ပါတယ်။တရေကြီးကလွတ်ပေးပါကျုပ်ကိုလွတ်ပေးပါလို့ပြောခဲ့လိုက်တာပေါ့။အဲဒီခါမှာတော့ဇီယာတော်အရှင်ဝိမလကအခုလိုပြန်လဲမိန်ကြားခဲ့လိုက်ပါတော့တယ်။တခါကြီးရဲ့ဒုက္ခတွေတခါရဲ့အခုတို့ကန်တရားတွေကုံဆုံးပြီးကောင်းမွန်တဲ့အရာမှာပြန်လဲမွေးဖွားနိုင်ဖို့ ကိုတော်နဲ့အတူတူတရားဓမ္မစာပေတွေကိုလိုက်ပြီးရွတ်ဆိုပါကိုတော်ကိုရက်ဆက်တယ်လို့တော့မထင်ပါနဲ့နော် ။ဒီမြင်ကွင်းကိုတန်ချောင်းကဘေးကနေကြည့်ရင်စိတ်ထဲကနေတွေးလိုက်ပါတယ်။သူတည်ထားတာကသူ့ရှိမှရှိနေတဲ့ဆရာတော်ရှင်ဝီမလန်ဟာနာမည်ကြီးဆရာတော်တစ်ပါးဖြစ်ပြီးသူကိုယ်တိုင်ကလည်းအဲ့ဒီဆရာတော်ရဲ့တပည့်တဦးသာဖြစ်တယ်လို့တာမန်အတွေ့လေးရှိခဲ့တာပါ။အခုတော့မြင်နေရတဲ့အဖြစ်ပြက်တွေကြောင့်ဆရာတော်ရှင်ဝီမလန်ရဲ့အစွမ်းအစာကိုသိရှိသွားပြီးအတော်လေးကိုအံ့ဩနေကြရတာလည်းဖြစ်ပါတယ်။ဟိုရင်တုန်းကမမြင်ရတဲ့တရေတစီထူးဆန်းတဲ့အကြောင်းအရာတွေကြားရတဲ့အခါတိုင်းသူလေးစားရတဲ့ဆရာတော်ဟာပြုံးယုံမြတာပြုံးပြီးသူအစွမ်းအစာကိုဘယ်တော့မှရှိကျူးစက သားမပြောခဲ့ပါဘူး။အခုအပြစ်ပြက်ကြောင်တန်ချောင်းဟာဆရာတော်ကိုပုံမကြီးညိုလေးစားလို့သွားခဲ့ရပါတယ်။ဒီလိုနဲ့မနက်မိုးတောင်းရန်အချိန်ကိုရောက်တဲ့အခါမှာတော့ဆရာတော်ကြီးဟာပုံမှန်လုံနေကြအတိုင်းရွာလေးကိုစွန့်ခံကြွားပါတယ်။ဒီလိုနဲ့ရွာကြီးရဲ့အိမ်ကိုရောက်တဲ့အခါမှာတော့ညာကကြုံတွေ့ရတဲ့ကိစ္စကိုအသေးစားပြောပြပြီးအခုကြောင်းအစ်စ်ပြန်လဲမုန်းမှန်ဖို့အတွက်တိုင်ပင်ဆွေးနွေးခဲ့ရပါတယ်။ကဲဒကာကြီးဒကာကြီးရဲ့ရွာသားတွေကိုစူးပြီးစွန့်ပစ်ကြောင်တိုက်ကြီးကိုတန်ရှင်းလေးလောက်ကြပါဦး မျက်စိပဓာနာဖြစ်နိုင်လောက်အောင်ခံခံနာနာကြီးကြီးကျယ်ကျယ်ကြီးကိုတော့ပြန်ဆောက်မှာပါ ပြင်လို့ရတာတွေပြင်မယ်ပြင်လို့မရတာတွေကိုတော့ဖြိုချထားကြမယ်ဒါပေမဲ့အခုလိုခန္ဓာထေဝါလာတဲ့ကြောင်းကြီးဆောက်ဖို့ဆိုတာက ရံပုံငွေရှိမှဖြစ်မှာလေရံပုံငွေအစင်းသင်းဖြစ်ပြီဆိုတာနဲ့အစ်စ်ပြန်လဲတိဆောက်ကြမယ်နော်အခုတော့ဘာမှစိတ်ပူစရာမလိုတော့ပါဘူးကြောင်းတိုက်ထဲမှာရှိတယ်မကောင်းဆိုးဝါးကြီးကလည်းနောက်ဆိုဘသူကိုမှအနောက်ရှက်ပြီးတော့မှမဟုတ်ဘူး အခုလောစွန့်ပစ်ကြောင်းလို့ခေါ်နေကြတဲ့ဝလုံးကျောင်းတိုက်ကလည်းကိုတော်အသက်ရှင်နေသမျှကာလာဘက်လုံးသာသနာရောင်ဝါရီထွန်းလင်းတောက်ပလာတော့မှာပါကိုတော်အစွမ်းကုန်ဂူကြီးတိဆောက်ပေးပါမယ်တကြီးတို့လည်းလာပြီးဂူကြီးပေးကြနော်နောက်တော့ကိစ္စအလုံးရှင်းလင်းသွားပြီဆိုတာကိုတိလိုက်ရတဲ့တကြီးတယောက်တက်ပြေးရှည်ကြီးရှာခဲ့လိုက်ပါတော့တယ် စွန်ပြစ်ကြောင်းတိုက်ထဲမှာရှိနေတဲ့တရဲတစီကြီးအကြောင်းကိုရွာတကြီးကအစာဆုံးသိနေပုံရပါတယ်။ဒါကြောင့်ပဲဆရာတော်နဲ့တန်ချောင်းတိရအောင်အဲ့ဒီတရဲတစီကြီးအကြောင်းကိုရွာတကြီးကရှင်းပြခဲ့လိုက်တာပေါ့။အရှင်ပြအရှင်ပြတို့ကိုလာပြီးမောင်းထုတ်နေတဲ့တရဲစီအဖိုးကြီးအကြောင်းကိုတပည့်တော်ရှင်းပြပါမယ်။သူကတစ်ချိန်တုန်းကဒီကောင်မှတတိတိယဖြစ်ခဲ့တာပါ။ဒါပေမဲ့လူကြီးယောဂာနဲ့တည်ဆုံသွားခဲ့တယ်လေ။သူတည်ဆုံသွားပြီးတဲ့နောက်ပိုင်းသူ့ရဲ့သားမယားတွေက ဒီမြေတချို့ကိုရောင်းပြီးတခြားဒေသကိုပြောင်းသွားကြတယ်။ဒီကျောင်းတိုက်ကိုစောက်ဖို့လေဒီမြေကို သူ့သားသမီးတွေကလှူပစ်ခဲ့တာ။အဖိုးကြီးကတေဆုံးသွားတာဆိုတော့တိပုံမရဘူးထင်ပါတယ်။အဲ့ဒီလူဒန်းမှုနဲ့အဖိုးကြီးရဲ့တမန်တော်ဘုရားကောင်းစားရေးအမြအတမ်းပေးဝေခဲ့ရတယ်။သူဆန္တာကအဲ့ဒီအဖိုးကြီးအသက်ရှိတဲ့တုန်းကကျောင်းဝင်ကျောင်းထွက်ဘယ်တော့မှကုသိုလ်မလုပ်ခဲ့ဘူး။ဒါကြောင့်အခုလိုမျိုးမြေလူပြီးဘုန်းကြီးကျောင်းစောက်လို့ရတဲ့ကုသိုလ်ကောင်းမှုနဲ့ တရားဘုံဘဝမှာကောင်းစားစေဖို့သူသားသမီးတွေကရည်ရွယ်ထားခဲ့ပုံပဲဒါပေမဲ့ကံဆိုးစွာနဲ့အဖိုးကြီးကဒါကိုသဘောမပေါက်ခဲ့ရှာဘူးဘယ်သူမှထင်မှတ်မထားခဲ့တာကဒီဆုံးသွားတဲ့အဖိုးကြီးရဲ့ဝိညာဉ်ဟာဒီမြေဒေသမှာဆွဲကပ်နေပြီးဘယ်သူကမှ မလာရမသွားရဘူးဆိုတဲ့ပုံစံမျိုးနဲ့ရှောက်လန့်နေတာပဲဒီလိုနဲ့ရွာကြီးကဆရာတော်တို့ကိုဆက်လက်ရှင်းပြပါဗျာ တရရစီဖြစ်ရောက်ရှိတဲ့တထေးကြီးမြေကိုတွေ့တာနေရဆိုတဲ့အကြောင်းလေးကတော့ကြားခဲ့ပါပြီ။ရွာတကြီးကလေးပေါ့ဆရွယ်ကလေးကဖြစ်ခဲ့တာပါ။ဘယ်လိုပဲဖြစ်ဖြစ်ဒီဆုံးဖြစ်ကြောင်တိုက်ကဆရာတော်အရှင်ဝိမလရီမန်းထားတယ်လို့မျိုးတာသနာရောင်ကြီးထွန်းလင်းတောက်ပါမလားဆိုတာကတော့အချိန်ကာလနဲ့ရွာသူရွာသားတွေရဲ့ကြိုးစားအားထုတ်မှုပေါ်ပဲမူတည်ပါတယ်။ဆိုရိုးစကားကလည်းရှိနေပြန်တာမဟုတ်လားဗျာ။အိမ်ဖုံးကြီးချောင်းစာတင်ချောင်းဆိုတာက တခုတည်းနဲ့မတီးမင်းနိုင်ပါဘူးအားလုံးတယောက်နဲ့တယောက်မိခိုပြီးရှင်သန်နေထိုင်ကြရတာပါ ဒါမှပဲရေရှည်တည်တမ်းပြီးအချိန်နဲ့အမျှပျက်စီးမသွားမှလည်းဖြစ်ပါတယ်ဒီကနေ့ရဲ့ဇာတ်လမ်းလေးကတော့ဒီလောက်ပါပဲခင်ဗျာအစုံဒီနာဆင်ပေးကြရဲကျွန်တော်ရဲ့ရှစ်ပိတ်တဲ့ရောက်ရှိသည့်တိုင်းကိုကျေးဇူးတူပဲတင်ရှိပါတယ်ခင်ဗျာအားလုံးပဲတာယာပျော်ရွှင်သောနေ့ရက်ကလေးပိုင်းဆိုင်နိုင်ကြပါစေအစုံဒီနာဆင်ပေးကြရဲပရိသတ်တွေအားလုံးပဲကျေးဇူးတူတင်ရှိပါတယ်ခင်ဗျာနောက်ထပ်ဗီဒီယိုတွေမှာအကောင်းဆုံးတွေတို့ပြန်လာခဲ့ပါမယ်ခင်ဗျာ